အာဆီယံရဲ့အလဲကျဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ဖို့အသင်းရှိနေပြီလို့ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကပြောကြားခဲ့ပါတယ်။မလေးရှားမှာပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့အာဆီယံညီလာခံအနေပြန်လာပြီးတဲ့နောက်မာကော့စ်ကသူ့လက်လွဲယူမဲ့အာဆီယံဥက္ကဋ္ဌတာဝန်နဲ့ပတ်သက်လို့ရည်မှန်းထားတာတွေအကြောင်းကိုကြေညာခဲ့ပါတယ်။သူ့ရဲ့နိုင်ငံဟာကိုယ်ပိုင်အနာဂတ်တွေအတွက်အတူပဲ့ကန်ကြမယ်ဆိုတဲ့ရည်မှန်းချက်အောက်မှာအာဆီယံဒေသတွေအရေးကိစ္စတွေကိုဥဆောင်ဖြေရှင်းဖို့အစည်းအဝေးတွေကျင်းပဖို့ရည်ရွယ်ထားတယ်လို့ မာကော့စ်ကညီလာခံအတွေ့အကြုံတွေအကြောင်းဝေးမျှထားတဲ့ဗီဒီယို message တဲမှာပြောကြားထားတာဖြစ်ပါတယ်။ ASEAN မှာတော့အလှည့်ကျဥက္ကဋ္ဌတာဝန်ကိုနိုင်ငံအသီးအသီးရဲ့နာမည်အင်္ဂလိပ်အက္ခရာစင်နဲ့ရယူကြတာဖြစ်ပြီး2026ခုနှစ်အတွက်ဥက္ကဋ္ဌကတော့မြန်မာဖြစ်မှာပါ။ဒါပေမဲ့အာဏာသိမ်းပြီးနိုင်ငံကိုမတရားအုပ်ချုပ်နေတဲ့စစ်ကောင်စီကို ASEAN ကထိပ်သီးအစည်းအဝေးတွေတောင်တက်ခွင့်မပြုဘဲဖယ်ကျင်ထားတာကြောင့်ဥက္ကဋ္ဌရာထူးပေးဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်လဲဖိလစ်ပိုင်ကလှည့်ကျော်ပြီး 2026ခုနှစ်ရဲ့ဥက္ကဋ္ဌနေရာကိုယူခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်အနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ယူမဲ့အချိန်ကြာရင်သူအလေးပေးဖို့ရည်ရွယ်ထားတာကပုံမစုံလင်တဲ့အစုအဖွဲ့တွေစုပေါင်းပါဝင်ခွင့်ရရေးဒေတာရဲ့ရေရှည်တိုးတက်ရေးတွေဖြစ်တယ်လို့လည်းမာကော့စ်ကဆိုပါတယ်။သူကလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့အားထုတ်မှုတွေပေါ်ခြေခံပြီးအာဆီယံကိုပုံမညီညွတ်တဲ့အနာဂတ်ကိုမျှော်မှန်းတဲ့အင်အားစုတစ်ခုဖြစ်လာအောင်ကြိုးစားသွားကြတယ်လို့လည်းပြောပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေကပထဝီဝင်နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေမြမနိုင်ငံရေးအကြက်တင်နဲ့အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်ကတင်းမာမှုတွေလိုမျိုးဒေသတွေပြဿနာတွေကိုဆွေးနွေးခဲ့ကြတယ်လို့သူကပြောပြပါတယ်ဖိလစ်ပိုင်ဟာအာဆီယံဒေသရဲ့ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းမှုနဲ့စီးပွားရေးဖွံ့ဖြိုးမှုစံတန်ဖိုးတွေကိုအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူဝေမျှဖို့အမြဲရည်ရွယ်ထားတယ်လို့လည်းမာကော့စ်ကဆိုပါတယ် အာဆီယံရဲ့လူမှုရေးနဲ့ယဉ်ကျေးမှုအသက်အဝန်းကိုတိဆောက်ချိန်မှာစီးပွားရေးဖွံ့ဖြိုးမှုကိုပါတဘာတဲ့လက်ဆင့်ကမ်းဝေမျှနိုင်ဖို့အရေးကြီးကြောင်းအာဆီယံခေါင်းဆောင်တွေဟာတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးရာသီဥတုပြောင်းလဲမှုပညာရေးကျန်းမာရေးစတဲ့ကဏ္ဍတွေမှာလည်းအမြင်ဖလဲဆွေးနွေးခဲ့ကြောင်းသူကပြောကြားသွားပါတယ်ရှင်။